အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒုံဝန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝိထုကို အပိုင်း25အနေနဲ့ကျွန်တော်ကိုရွှေတာမဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ရင်ခန်းစားပေးကြပါအောင်ခင်ဗျာခလန်းလန်းမပြောလိုက်သည့်အတန်များကိုကြားရတဲ့ဖြင့်ဘုန်းနန္ဒသည်ဓာတ်ကိုဆွဲကာပုံအောင်နေရာမှထမီအပြုတ်တွင်စာနာတွေဝေပြင်းမကဘုန်းနန္ဒ၏လက်ပင်ကို အတင်းဖတ်ထားသည်ဖြင့်ဘုန်းနန္ဒမှာပြန်ထန်ရပေသည်စာနာတွေဝေပြင်းမ ပုံမနေပါနဲ့ခတ်ခဲ့ပါဘယင်မကိုဘယ်သူမှလက်ဖျားနဲ့မတွေ့စေရပါဘူးခန္ဓာမျိုးစားကြီးရဲ့အတန်ကိုကြားလိုက်ရတဲ့ဖြင့်ဘုဏ္ဏနာမှာမခံမရက်နိုင်အောင်ဖြစ်သွားပြီဒီစာနာတဲ့ဝေးထွက်ခဲ့လေမောင်တော်သူတနုဘယင်ကိုဘာဖြစ်လို့စီးမကြိုးပဲပုံနေရတာလဲမောင်တော်သူတနုရဲ့လက်တွဲကလွတ်အောင်ပြင်းနိုင်လိမ့်မယ်လို့ထင်နေလို့ပုံနေတာလားသူတို့ဘုရင်ဤအယက်တံပပနဲ့ပြောလိုက်သောစကားကိုကြားရပြန်သောအခါ ဘူနန္ဒမှာကြိတ်မနိုင်သေးမရဖြစ်၍နေပေသည်စန္ဒာဒေဝီမှာမူဘူနန္ဒအားတင်းကျက်စွာဖတ်ထားပြီးဘူနန္ဒအပြင်သို့ထွက်သွားရန်သာဇိုးအတင်းတား၍နေပေသည်နှမတော်စန္ဒာဒေဝီမောင်တော်သူတန်းတို့ရောက်လာပြီလေမောင်တော်သူတန်းတို့ရဲ့ရင်ဝင်ထဲကို ပြေးဝင်လာခဲ့ပါတော့လားကြီးကြီးတတာနဲ့မောင်တော်သူတန်းတို့ဘယင်စီဘယင်ကစီးကြုံနေမယ်နှမတော်ကို တောင်းညာနှင်းအပ်ပြီးနှစ်ပြည့်တပြည့်ရွှေလန်းငွေလန်းခင်းဖို့အသင့်ရှိနေတယ်ဆိုတာဂရိတ္တစာပြုပါတယ် ကြည်ကြည်သာသာထွက်မလာပဲပုံးနေမယ်ဆိုရင်တော့မောင်တော်သူ့တဲ့နူလည်းမညာနိုင်တော့ဘူးအရှင်ရရအသေးရှက်ရဖမ်းရလိုက်မယ်ကဲစစ်စီတော်များဖျားငုတ်တော်ကိုဝိုင်းသူကဝိုင်းပြီးတောင်းနှင်းချသူကချကြဖို့လူစုခွဲကြငါဘရင်မင်းမြတ်ကိုတော်တိုင်ဖျားငုတ်တော်ထဲဝင်ပြီးစာနာဒေဝီဘရင်မကိုလက်ရတိမ့်ပိုက်တော်မူမယ်သူ့တဲ့နူဘရင်ဒီအရတန်ပါပါဖြင့်အမိန်ပေးလိုက်ဒီကိုဖျားငုတ်တော်အတွင်ရှိကျင်းမြောင်းသောလှိုင်ကိုအတွင်၌တအူးကိုတအူးတင်းကျပ်စွာဖတ်ထားရင်း ပုံအောင်နေကြတော့ဘုန်းနာထားနဲ့ဆန္ဒဝင်တွေဘရင်မတို့အတိုင်းသားကြားရပါလေ။ကဲဘရင်မကိုဘလို့လောက်ကြမလဲ။လောပောက်တော့ဖြင့်ရှေ့ပုံမပေါ်ဘူး။ဘရင်မရှေ့ကပြီးရှေ့ကနေပြီးကျွန်တော်အသေးခံပြီးခုခံမရသေးကျွန်တော်ကိုလှုပ်ပါ။မတွားရဘူးမတွားရဘူး။ဘရင်မရှေ့ကနေပြီးရှင်အသေးခံတာကိုဘရင်မမကြည့်ရဘူး။တေးစရာရှိရင်နှစ်ယောက်စလုံးဘိုင်းတို့အသေးခံမယ်။ ူတန်းတို့ဘရင်ရောက်ရဲ့လက်တွင်းတော့ဘယ်နည်းနဲ့မှအကြမခံနိုင်ဘူး။ရှင်နဲ့အတူတေးရရင်တေးရချိုးနှက်ပါလေ။ရှင်နဲ့သာအခုတို့တေးရမယ်ဆိုရင်တေးရမှလည်းမကြောက်ဘူး။ဘရင်မသည်ဘုန်းနန္ဒအားအတင်းဖတ်ထားရင်ဗဇတ်မှတထုတ်ထုတ်နဲ့ပြော၍နေပေသည်။ဖျားပရောအတွင်းတော့ဝင်လာတော့ရှင်သားများကိုကြားရပြီးချုံချိုချုံချားတွင်လိုက်လံရှာဖွေနေသောအတန်များကိုပါဆက်၍ကြားရသည်ဖြင့်ဘုန်းနန္ဒနှင့်သာနာဒေဝေဘုရင်မသည်တဦးကိုတဦးတင်းကျပ်စွာဖတ်ထားပြီးရန်သူများလာလျင် နှစ်ယောက်သားဗျိုင်းတို့ခုခံရင်တေဝဲဝင်ရန်တင့်ပြင်၍ထားကြပေလေထိုအခိုက်တွင်စေတုဒ္ဒါမြို့တော်ဘက်စီမှစူးချကြဲလောင်သောခယူသည်မှုတ်တန်နှင့်အတူမြင်းခွာတန်များကိုအဆက်မပြတ်ကြားရပေလေတေနာဂီရီတောင်ထုပ်ဘက်စီမှလည်းခယူသည်မှုတ်တန်နှင့်မြင်းခွာတန်များကြားရပေလေထိုအတန်များကြားရသည့်နေ့တစ်ပိုင်းနဲ့ဖျားပရောအတွင်မှရှေးတန်များသည်တိတ်ဆိတ်၍သွားခဲ့ပေသည်တေလာဂီရီတောင်ချင်းဘက်ကစစ်သူကြီးဗန္ဒာကအိုးစီးတဲ့ စေတုဒ္ဓါစစ်တီတော်များရှိတက်လာကြောင်းဘယင်မင်းမြတ်အားတန်တော်ဦးတင်ဝန်ပါသည်သူတော်နုဘယင်ဤမြင်းစေကျော်တို့ဖျားပါတော်အတွင်ရှိသူတော်နုဘယင်ထံအားတန်တော်ဦးတင်လိုက်သည့်အတန်ကိုကြားရသောအခါဘုနာနာနှင့်ဆန္ဒရဝီဘယင်မမှာအားတက်၍သွားပေသည်စေတုဒ္ဓါမျိုးတော်ဘက်ကလည်းစစ်တီတော်တွေရှိတက်လာတဲ့အတန်ကြားရတယ်ဒီနေရာမှာကြာကြာနေလို့မဖြစ်ဘူးညဘူးညကျပိတ်မိနေလိမ့်မယ်ခတ်တာမျိုးစားကြီး စစ်တီတော်တွေစုယုံပြီးနေကြားဒေသစခန်းမှာပြန်မတော်လိုက်မယ်ထင်တယ်စစ်တီတော်များရှီတက်လာတဲ့အတန်ကိုကြားရတယ်ဖြစ်သူတို့နုဘရင်မှာအယံမူးပြေသွားပြီးကြောက်စိတ်များလဲဝင်လာပုံရပဲဒီစာရာဒီဝေဘရင်မကိုသာလက်ရဖမ်းမိထားရင်စေစုံတာစစ်တီတော်တွေကိုကြောက်ရွံ့စရာအကြောင်းတော့မရှိပါစာရာဒီဝေဘရင်မကိုသာမတွေ့တွေ့အောင်ခြားတော်မူပါခရမျိုးသားကြီးကပြန်ပြီးတန်တော်ဦးတင်လိုက်ပြီးကိုကြားရတဲ့ဖြင့်ဘုနာနာနဲ့စာနာတဝေပြင်မသည် မိသားမိကိုစိုးရင်ကတအူးကိုတအူးပုံမို့ရဲ့တင်းကျက်စွာဖတ်ထားကြပြီကြော်စွာတဲ့ဟေ့သူတနုဘရင်ယုတ်မျိုးဖြုံးမဲ့ကြော်စွာတဲ့ဟေ့အင်းချင်းမြိုင်တောပတ်တန်းစီမှာစူးချကျဲလောင်သောအတန်ဖြင့်ညာတန်ပေးရင်ဒုံဆိုင်ပြီးပြေးလာသော မြင်းခွတန်များကိုကြားရပြန်သောအခါဘူနန္ဒရော စန္ဒတွေပြင်မှပါတအားအတက်၍လာကြပြန်လေသည် သုံးဘတ်သုံးနာမှဆိတ်ရှိကြလာတော့မြင်းခွာတံများကလည်းနေသက်တဲ့နေ၍လာခဲ့ပေသည်စေတုဒ္ဒရာဘတ်တော်သားတွေဝိုင်းလာကြပြီးစိတ်တီတော်များခုခံဖို့အသင့်ပြင်သူတန်တို့ဘရင်ဤအမိန်ပေးတံကိုကြားလိုက်ရပြီးဖယားငုတ်တော်အနေတွင်တက်ဆွဲထားသောသူတန်တို့ဘရင်ဤစိတ်တီတော်များလှုပ်လှုပ်ရှားရှားဖြစ်လာသည့်အတံများလည်းဆက်၍ကြားရပြန်သည်အာလာဝကတဲ့ဟေ့လူမန်ရင်ဘုံမထားပဲအစိမ့်လိုက်ဝါးစားမယ်အာလာဝကတဲ့ကွာ စေတုံတာမြို့တော်ဘက်စီမှာရှီတက်လာသည့်စစ်တီတော်များကိုခေါင်းဆောင်လာသည့်ဘိုးအားလာဝကဤအောင်မြင်သောအတန်ကြီးကိုကြက်သိန်းထခမန်းကြားလိုက်ရပြီသည်နှင့်တပြိုင်နက်ဖျားငုတ်တော်အင်းရှိကုဒနုဤစစ်တီတော်များထိတ်လန့်နေကြဖြစ်ခါရှေဦးတရာတို့ပြေးမြေအပြုတွင်တေလာကလေးတောင်ချင်းရင်ဘက်မှရှီတက်လာသောစစ်သူကြီးဘာနာကဤစစ်တီတော်များနှင့်အင်းချင်းမြိုင်တောဘတ်တန်းစီမှာရှီတက်လာသောကျော်စွာခေါင်းဆောင်သည့်တော်တွင်သားများနှင့်ညနေချင်းဆိုင်တုံးမိ၍နေကြသည်ပြေးပေါက်မရှိတော့ပဲ ညှက်ဖို့ညှက်ချက်မိပိတ်နေပြီးပြင်းထန်သည့်တိုက်ပွဲကြီးဖြစ်နေပြီးတူရန်တို့ဘတ်တော်သားများမှဖျို့ဖျဲကစင်းကလေးအားဖြင့်နေသွားပြီတူရန်တို့ဘရင်စစ်တုဒ္ဒရာမျိုးသားကြီးတို့ကမူတိုက်ပွဲဖြစ်သွားပြီးချုပ်ချုပ်ထွေထွေဖြစ်နေသည်နောက်လိုက်နေသားများကို ပြစ်ထားခဲ့ပြီးဖနှောင်းနှင့်တင်မာတသားတည်းဖြစ်အောင်ထွက်ပြေးလွတ်မြောက်သွားကြပြီအခန်း28ဟင်အာလာဝကဘယ်ပုံပန်နည်းဒီကိုရောက်လာတာလဲ ုန်နန္ဒသည်မိမိထံသို့ပြေးဝင်လာသောဘူအာလဝကအားဝန္တာအာယစီးကျိုနှုတ်ဆက်လိုက်သည်စာနာတဝေမှာလည်းဝန္တာအာယဖြင့်ရှေ့သို့တိုး၍လာပေသည်စောစောကကျော်စင်ရကိုဆရာနှုတ်လိုက်တယ်မဟုတ်လားကျော်စင်ရပြောပြတော့အကျိုးအကြောင်းအလုံးသိရပြီးမြို့ကိုကာကွယ်ဖို့အစီအစဉ်တွေပထမအဆုံးလုပ်တယ်ပြီးတော့ဆရာစီကိုစစ်ကိုလှုပ်ဖို့စစ်တီတော်တွေကိုအစောတလင်ဆူယုံထားတယ်စစ်သူကြီးဗန္ဒကစီကိုလည်းရှင်မြတော်တွေလှုပ်ပြီးမေကြားတွေတလုံးလုံးအောင်စောင့်ချောက်ဖို့ တက်လန့်နှိုးစော်ခိုင်းထားတယ်။အဲ့ဒီအတော်တွင်ဆရာရဲ့မြင်းလိမ္မာကြီးဟာလူမပါပဲထော်နှင်းထော်နှင်းနဲ့မြို့တော်ကိုပြန်ပြေးလာတာတွေ့လို့ဆရာတော်တခုခုဖြစ်ပြီဆိုပြီးဆရာမြင်းကြီးကိုလမ်းပြခိုင်းပြီးဆရာနောက်ကိုရှေးရခံပြီးလိုက်လာကြတာပါ။ဒီနေ့ဒီအနည်းနာရောက်တော့သူရနုစစ်တီတော်တွေဝိုင်းထားတာတွေ့လို့ညာတန်ပင်အတင်းဝင်တိုက်တာပါအာလဘကကအရှင်းပြနေခြင်းကြော်စာနှင့်နေမျိုးသည်ခရီးငုတ်တော်ပရဝံအတွင်းတို့ပြေးဝင်လာကြပြီ ဘူနာနာအားဝန္တာအားရနှုတ်ဆက်လိုက်ကြပြီကျော်စွာနဲ့နေမျိုးကရောဘယ်ပုံပဲနေဒီနေရာကိုရောက်လာကြတာလဲစာနာဒီဝီဘီမပျောက်သွားလို့လိုက်ရှာရင်လမ်းခရီးမှာကျော်စွာတို့လူတိုင်းနဲ့တွေ့လို့အကျိုးအကြောင်းပြောပြပြီးဘယင်မနောက်ကိုရှေးရခံပြီးလိုက်လာခဲ့ခြင်းဖြစ်ပါတယ်လမ်းမှာသူတို့နုဘယင်ရဲ့စစ်တီတော်တွေရှီတက်သွားတာမြင်လိုက်လို့တော်တွင်သားတွေစုယုံပြီးနောက်ကအမိလိုက်လာခဲ့ခြင်းဖြစ်ပါတယ်နေမျိုးကဘူနန္ဒအားရှင်းပြလိုက်ပြီ နေမျိုးပြောမှာစောစောကတောထဲမှာကြံရစ်ခဲ့တဲ့သူရိယကုံမဆိုတာတခြားမဟုတ်စာနာတွေဝေပြင်မဆိုတာကျွန်တော်တို့သိရပြီးဘယင်မအတွက်စိတ်ပူတော့တောထင်းသားတွေကိုဆက်ချင်းစုပြီးလိုက်လာခဲ့ခြင်းဖြစ်ပါတယ်ကျော်စွာကဆက်ပြီးရှင်းပြသည်မကြမီစစ်သူကြီးဗန္ဓကနဲ့တကွရန်အောင်မျိုးသားကြီးတတော်ချီအမတ်ကြီးဥပန်းဝါတို့ပါဖျားပရုံအတွင်းတို့ရောက်ရှိလာကြပြီစာနာတွေဝေပြင်မရှိတွင်ရိုသေစွာခါစား၍နေကြပေသည် ဘရင်မအပေါ်မှာတစ္ဆာရှိတဲ့စစ်သူကြီးဘန္ဒကနဲ့ရန်အောင်မျိုးသားကြီးနဲ့တတော်ကြီးအမကြီးဥပန်းဝါတို့ကိုအခုလိုတွေ့ရတဲ့အတွေ့ဘရင်မဖြစ်အတိုင်းမသိဝမ်းတာရှင်လန်းဝမ်းမြောက်မိတယ်စေတုဒ္ဓနိုင်ငံတော်ရဲ့ကျေးဇူးခံကျေးဇူးသားမဟုတ်တော်ညာလဲဘရင်မနဲ့စေတုဒ္ဓနိုင်ငံတော်အပေါ်မှာမေတ္တာစေတနာထားကအတတ်နဲ့လဲပြီးအကာအကွယ်ပေးခဲ့ကြတဲ့ကြော်စားတို့နဲ့တကွာတော်တွင်သားအပေါင်းတို့ကိုလည်းဒီကနေ့ကစပြီး တော်ရင်သားဘဝမှာလွတ်စေကျွတ်စေဘယင်မနဲ့ဘယင်မရဲ့စစ်သူကြီးနဲ့စစ်တီတော်များအဖြစ်ဘယင်မကိုဘယင်မကမြှောက်စားတော်မူမည်ဆန္ဒရီဝေပင်မသည်ရင်းကျက်သည့်အိမ်တွေဖြင့်တီတီခန့်ခန့်ချင်းမိန်ကြားလိုက်ပေရာတော်ရင်သားများနဲ့တကွဘယင်မရဲ့စစ်တီတော်များမှာအတိုင်းမသိဝမ်းမြဝမ်းသာဖြစ်ကဆန္ဒရီဝေပင်မတတ်တော်ရကြောရှိပါသည်စစ်တုဒ္ဒရာနိုင်ငံတော်ကြီးကဘာတီတည်း တည်တက်ခိုင်မြဲပါစေ။ဟူ၍တခတ်နှင့်ကြွေးကြော်လိုက်သည့်အတံမှာတတော်လုံးတိမ့်တိမ့်တုံ၍သွားပြီ။ဆေထုတ်ရနိုင်ငံတော်နေတကွာသာနာတိဝေပင်မပေါ်တွင်တစ္ဆာရှိစွာဖြင့်အတက်ကိုဗဒနာမထားပဲသူတို့ဘရင်ရုပ်၏ရံကိုတွန်းလံဖြူပြခဲ့ရသောရဲဘော်ရဲဘက်အပေါင်းတို့သူတို့ဘရင်ရုပ်၏လက်တွင်မှလက်တွင်သို့ကြားလူဆဲဆဲဖြစ်နေသောသာနာတိဝေပင်မအားရန်သူလက်တွင်မှယခုလိုအချိန်မီကဲတင်လိုက်သည့်အတွက် ဘယင်မကိုသာကျေးဇူးဥပကာယတင်ရှိကြောင်းပြောကြလိုက်ပါသည်တို့ရတွင်သူတို့နုဘယင်ယုံနှင့်တစ္ဆဖောက်ခတ်တာမျိုးသားကြီးတို့လွတ်မြောက်သွားကြသဖြင့်ထိုနှစ်ဦးကိုဆက်လက်နှိမ်နှင်းဖို့တာဝန်ရှိသူကိုတတိမမေ့ကြလင့်သူတို့နုဘယင်ယုံ၏စစ်တီတော်များမှာအကြဆုံးများသောဖြင့်ဖျိုးဖျဲဂစင်ကလေးဖြစ်သွားပြီတော်လေသူတို့နုဘယင်ယုံရှိနေသေးသမျှအန္တရာယ်ကင်းသွားပြီဟုမယူဆနိုင်ပါယခုလိုဖျိုးဖျဲဖြစ်နေချိန်တွင် သူတန်းတို့ဘရင်နဲ့တက်ဆက်ဖောက်ခတ်တာမျိုးသားကြီးတို့အားတူဝနနိုင်ငံဘက်သို့ပြေးမသွားနိုင်အောင်လမ်းများပိတ်ဆို့ထားပြီးအရှင်ရရအသေးရရဖမ်းဆီးဖို့အရေးကြီးသည်ကိုလည်းတတိမမေ့ကြနှင့်ဘုန်းနန္ဒဤကျင်းလင်းပြသားသည့်အတန်ဝါကြီးသည် သူတန်းတို့ဘတ်တော်သားအားအနိုင်ရလိုက်သဖြင့်အောင်ပွဲခံကအောင်တန်ကျူးရင်နေကြသည့်စစ်တီတော်ရဲမတ်ဘူပါများ၏အတန်ကိုဖောက်ထွင်းထွက်ပေါ်လာသည်နှင့်တပြိုင်နက်အောင်တန်ကျူးရင်နေသူများ၏အတန်မှာ မီးကိုရေနဲ့တတ်တယ်လို့တိတ်ဆိတ်ငင်တတ်၍သွားခဲ့ပေသည်ဆရာပြောတာမှန်ပါတယ်သူတန်းတို့ရှိနေသေးသမျှရံမအေးသည်ရံမအေးသေးဘူးသူတန်းတို့ကိုမီးအောင်ဖမ်းဖို့အရေးကြီးတယ်သူတန်းတို့ဘရင်ရုပ်ကိုဗန်းတဲ့ဝိုင်းမယ်အလာဘကကအောင်မြင်သောအတန်ဖြင့်အတန်တိုင်ပေးလိုက်သည်ဒီနဲ့ဝိုင်းမယ်ဗန်းနဲ့ဖမ်းမယ်ဒီနဲ့ဖမ်းမယ်ညီစင်တော့ ဖျားငုတ်တော်တော်ဝါကြီးစိတ်တည်တော်ရဲမှန်များ၏ညာတံမှာတတော်လုံးပဲ့တင်ထပ်၍သွားပြီ။ရဲဘော်ရဲဘက်အပေါင်းတို့ရဲဘော်ရဲဘက်အပေါင်းတို့သူတို့နှုတ်ကိုမိအောင်ဖမ်းဖို့အစီအစဉ်ရေးဆွဲကြရမယ်။ဒီအတော်တွင်ဘယင်မရဲ့လုံခြုံရေးအတွက်ရန်အောင်မျိုးသားကြီးဦးစီးတဲ့စိတ်တည်တော်များကဘယင်မကိုစောင့်ကြပ်ပြီးနန်းတော်အရောက်အမြန်ဆုံးရှိတတ်ရမယ်။ဘုဏ္ဏနာသည်အမိန်ပေးသည့်လေတံဖြင့်ပြောလိုက်သည်။ဘယင်မတယောက်တည်းနန်းတော်ကိုမပြန်နိုင်ဘူး။မောင်ယူဘကိုယ်တိုင်ဘယင်မကိုစောင့်ကြပ်ပြီးလိုက်ပို့ရမယ်။ ျွန်တော်လိုက်လို့မဖြစ်သေးဘူးအခုလိုဖျော်ဖျက်ဖြစ်နေတဲ့အချိန်မှာသူတနုကိုသူဝနနိုင်ငံမှာပြန်နိုင်အောင်လမ်းတွေပိတ်ဆို့ပြီးအမိဖမ်းဖို့တာဝန်ရှိသေးတယ်သူတနုကိုလက်ရဖမ်းဖို့ဘယင်မရဲ့စစ်တီတော်တွေရှိပါတယ်ဒီတာဝန်ကိုစစ်သူကြီးဗန္ဒကကိုလွှဲလိုက်ပါမောင်ယူဘတညာလုံးမအိပ်ရသေးဘူးမဟုတ်လားဘယင်မနဲ့အတူတူနန်းတော်ကိုလိုက်ခဲ့ပြီးအနားယူအောင်ပါပေါ့ဘယင်မသာအေးအေးချမ်းချမ်းအိပ်ဆက်ပြီးအနားယူပါကျွန်တော်အနေနဲ့အနားယူဖို့မဖြစ်နိုင်သေးဘူး အချိန်နှောင်းသွားရင် သူ့နှုတ်လွတ်သွားမှာစိုးရတယ်။မီးကျွင်းမီးကျန်ဆိုတာမထားစကောင်းဘူး။ရှင်မလိုက်ရင်ဘယင်မလည်းမပြန်ဘူး။စန္ဒာဒီဝီပြင်မသည်ဘုံနာနာအပားမှမခွာပဲပေကက်ကက်လုံရင်ပြောလိုက်သည်။ကျွန်တော်လိုက်လို့မဖြစ်သေးလို့ပြောနေတာပါ။အခုလိုအခွင့်ရေးရတော့သူ့နှုတ်ကိုမီအောင်ဖမ်းနိုင်မှသူ့ရံကိုလွယ်လွယ်နဲ့နှိမ်နှင်းနိုင်မှာမဟုတ်လား။ဘယင်မသာ စိတ်အေးအေးပြန်ပါ။အခုကျွန်တော်ပြောနေတာဟာဘယင်မနဲ့ဆယ်ဒုတ်ရာနိုင်ငံတော်ရဲ့အကျိုးအတွက် ဘယင်မရဲ့ဒုတိယတက်တော်ရှင်အမတ်ကြီးအဖြစ်နဲ့ပြောနေတာပါဒီလိုဆိုရင်ကောင်းပါပြီဘယင်မပြန်မမယ်မနက်ပြန်မနက်ညီလာခံမှာတက်တော်ရှင်အမတ်ကြီးကိုယူပကိုဘယင်မစောင့်မျှော်နေပါမယ်ဘယင်မရဲ့တက်တော်ရှင်အမတ်ကြီးကိုယူပအကျန်စီအောင်မြင်ပါစေလို့ဘယင်မဆုတောင်းပါလေပြောပြောဆိုဆိုဘယင်မသည်ရန်အောင်မျိုးသားကြီးဦးစီးပြီးလာတဲ့စစ်တီတော်ဘုရားများခြံရံက နန်းတော်စီတို့တရွေ့ရွေ့ရှီထက်သွားကြသည်ကိုဘူနန္ဒသည်မျက်စိတဆုံးကြည့်ရင်ကြံ့ရင်ခဲ့ပေသည်စစ်သူကြီးဗန္ဒကဘူနန္ဒကလှမ်းခေါ်လိုက်သည်ဖြင့်စစ်သူကြီးဗန္ဒကသည်ဘူနန္ဒအနီးသို့ရှင်းကပ်လာပေသည်စစ်သူကြီးရဲ့နေကြားစစ်တပ်တွေကိုသူတနုပြေးပေါက်မရှိအောင်သူဝန္ဒနဲ့စစ်တုတရာနေကြားထေတာမှရှိတဲ့ထပ်ပေါက်တွေအားလုံးကိုပိတ်ဆို့ထားဖို့နေရာချထားပါကျော်စွာတို့လူစုကတော့သူတနုရဲ့အပေါင်းပါပဲ အင်ဂျင်မြိုင်ဒေါ်ဒန်နဲ့ဝင်ပြီးမခိုလုံနိုင်အောင်တားဆီးပိတ်ပင်ထားဖို့တောင်းဝန်ယူရမယ်။ဖယောပရယ်ထွက်ပြေးနေတဲ့သူတန်းတို့ရဲ့စစ်တီတော်တွေကိုလည်းလက်ရဖမ်းဆီးရဖို့လိုလိမ့်မယ်။မလွဲသာမချောင်သာမှတိုက်ပွဲဆင်ရမယ်။အာလာဝကရဲ့ကြော်စီရရဲ့နေမျိုးရဲ့ရဲဘော်၃ယောက်ကဆရာနဲ့အတူတူလိုက်ခဲ့ကြ။သူတို့နှုတ်ကိုမတွေ့တွေ့အောင်ချပြီးအပီးရပိုင်းတုတ်တင်ချင်းလင်းကြမယ်။ကဲဆရာပြောတာကိုအားလုံးမှတ်မိကြရဲ့လား။အားလုံးမှတ်မိ မှတ်သားထားပါတယ်။ကဲဆရာချထားတဲ့အစီအစဉ်အတိုင်းမဆိုင်မတော့ပဲဆောင်ရွက်ကြပြီတော့ဘုန်းနာနာကအမိန်ပေးလိုက်ရာစစ်တူကြီးဗန္ဒကလည်းမိမိရဲ့စစ်တီတော်များအားစစ်တုဒ္ဒရာနဲ့တူဝနနိုင်ငံဆက်ကြရှိတောင်ကြားလမ်းမှန်တမ်းများပိတ်ဆို့ထားရန်လူစုခွဲပြီးနေရာချထားလိုက်ကြပြီလည်းလူတစုကိုစစ်တူကြီးဗန္ဒကကိုယ်တိုင်ခေါင်းဆောင်ကတေလာကြီးတောင်ချင်းရင်ဘတ်တို့ရှီတက်သွားကြပြီသည် ကျော်စာနှင့်တော်တွင်သားများမှလည်းဘူနန္ဒအားအလေးပြုပြီးအင်ဂျင်မြိုင်တော်တန်းဘတ်တို့ဒရဂျန်ရှီတက်သွားကြပေရာဘူနန္ဒနှင့်ရဲဘော်ရဲဘတ်သုံးဦးသာဖျားငုတ်တို့အနည်းတွင်ကြံရင်ခဲ့ကြပေသည်တပည့်တို့စေတရာနိုင်ငံတော်ကိုဆရာဘားကြောင့် ရောက်လာတယ်ဆိုတာတပည့်တို့ကိုဒီနေ့အားလုံးဖွင့်ပြောတော့မယ်ဘူနန္ဒကနေတန်းပြုလိုက်ရာ အားလုံးအာယုံဆိုင်ပြီးနားထောင်နေကြပေသည်ဒီညာဖြစ်စေမနက်ပြန်ဖြစ်စေ သူတနုကိုမတွင်းတိအောင်ရှာပြီးသူသည်ကိုသည်တိုက်ပွဲဆင်ရတော့မယ်ဒီတိုက်ပွဲမှာဆရာကိုယ်တိုင်အသက်ပေးပြီးတိုက်ခိုက်မှာမို့လို့တပည့်တို့ကမှားကြားเสียရာရှိတာတွေမှားခဲ့မယ်ဆရာနဲ့ဆရာတပည့်ကိုယောက်ကိုတီဟရတာဘယင်ကြီးဖန်းစီသွားမိတာကိုတပည့်တို့မှတ်မိကြသေးတယ်မဟုတ်လားဟုတ်ကဲ့မှတ်မိပါတယ်တီဟရတာဘယင်ကြီးကဆရာတို့ကိုတပုံနေဆိုပြီးတယောက်မကျန်ကြိုးပေးတတ်ဖို့အမိတ်တော်မြတ်ချမှတ်ခဲ့တယ်ဒါပေမဲ့ ဆရာကိုမဟာဘောဂဘင်းရဲ့တားတော်ဖြစ်ကြောင်းသိတဲ့အခါစိတ်ပြောင်းသွားပြီ။သူနဲ့သူ့နိုင်ငံအကျိုးအတွက်ဆရာကိုလက်ကင်တို့အဖြစ်အသုံးပြုဖို့အကြံစီရလာပုံနဲ့ရတယ်။တိဟယတာဘင်းကြီးရဲ့ယူရချက်ကသူဝနနိုင်ငံရဲ့စစ်ထုတ်တာနိုင်ငံရဲ့တာယာချွေပြည်နိုင်ငံရဲ့နိုင်ငံသုံးနိုင်ငံဟာလူမျိုးချင်းနဲ့တူတယ်အယူဝါဒချင်းနဲ့တူတယ်ယဉ်ကျေးမှုတွေနဲ့တူတယ်ဒါကြောင့်ဒီသုံးနိုင်ငံကိုတနိုင်ငံနဲ့ဖြစ်အောင်ပေါင်းစည်းနိုင်မယ်ဆိုရင် အင်မတန်အင်အားကြီးမားတဲ့နိုင်ငံကြီးဖြစ်လာနိုင်တယ်။ဒီလိုအင်အားကြီးမားလဲနိုင်ငံကြီးတွေကရိုးသေးလေးစားမယ်။ဒါကြောင့်သုံးနိုင်ငံကိုတနိုင်ငံနဲ့ဖြစ်အောင်လုပ်ဖို့အကြံစီရှိပုံရတယ်။ဘူနန္ဒကအရှင်းပြလိုက်သည်။ဒီနည်းကတော့အကောင်းသားပဲ။အခုလိုတူတလူငါတမင်အုပ်ချုပ်နေကြမယ့်အစားအလုံးတညိတညိုတဲ့စီစီလုံးလုံးချိကြမယ်ဆိုရင်အိမ်နေချင်းနိုင်ငံကြီးတွေကအလိုလိုရိုးသေးလာကြမှာပေါ့။အခုလိုဆိုရင် သုံးနိုင်ငံစလုံးကိုဘယ်အိမ်နီးချင်းနိုင်ငံကမှမယူသေးကြဘူးအဲ့ဒီထဲမှာအရှင်ရှင်အာလူအာနာလူနေကြသေးတယ်မဟုတ်လားအေးလေမင်းပြောတာကတော့ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံသုံးနိုင်ငံကိုတနိုင်ငံနဲ့ဖြစ်အောင်လုပ်နိုင်ရင်တရားရတာဘရင်ကြီးဟာအခုထက် သုံးစမကပေါ်ပြီးတကိုးကြီးလာမှာမဟုတ်လားသူ့ရည်ရွယ်ချက်ကသူ့တကိုးကြီးဖို့ရည်ရွယ်ချက်ပဲအဲ့ဒီရည်ရွယ်ချက်အောင်မြင်ဖို့သူဝနနိုင်ငံနဲ့စစ်တုဒ္ဒရာနိုင်ငံကိုတိမ့်ပိုက်နိုင်မှာဖြစ်မှာ သူဝနနိုင်ငံသူတနုဘရင်ကိုတော့တိဟရတာဘရင်ကြီးကယွန်လဲယွန်နေမုံလဲမုံနေစန္ဒာဒေဝီဘရင်မကိုတော့စေတီတော်အင်အားကြီးမာပြီးဘရင်မကိုတိုင်ကလည်းဓာတ်ထတဲ့အတွက်ကြောက်လဲကြောက်တယ်ယွန်လဲယွန်နေစင်ရကိုလက်ကင်တို့အဖြစ်အတုံးပြုံကိုလည်းရှင်းပြစမ်းပါဦးကျော်စရာကမေးလိုက်သည်စင်ရကို ကျိုးပေး ိုးတံပင်းကနေဘယင်ကြီးကသူ့အပားကိုခေါ်တော်မူတယ်ပြီးတော့ဘာပြောတယ်လဲဆိုရင်မောင်ယူပဟာစကားအရာမှလည်းကြော်ဝတယ်ပရိယဝေဝုတ်အရာမှလည်းတော်တယ်ဒီတော့ကစာနာဒီဝပြင်မကို မောင်ယူပကိုတော်တိုင်းနှလုံးရင်နေဖြစ်စီလက်ယုံးရင်နေဖြစ်စီလက်ရဖန်စီပြီးအတင်ရရအရှင်ရရဘယင်မင်းရဲ့ရှေ့တော်မှောက်ဆက်တရမယ်အဲ့ဒီလိုဆက်တနိုင်ရင် မောင်ယူပနဲ့တကွမောင်ယူပရဲ့တပည့်ကိုဦးကိုကပါအတက်ဘေးမှာချမ်းသာတွင်ပင်မယ် အင်ဂျင်မြိုင်တော်တန်းထဲမှာရှိတဲ့တော်ရင်းသားမှန်သမျှကိုလည်းလူငင်းရှမ်းသာဝင်ပေးမယ်။ဒါနဲ့မကသေးဘူး။မောင်ယူပကိုသူဝနနိုင်ငံရဲ့ဘရင်အဖြစ်ရောက်အောင်ဘရင်မင်းမြတ်ကကိုညီတော်မူမယ်လို့အမိန့်တော်ရှိခဲ့တယ်။အင်းတယ်လဲဆိုတဲ့စာပါကလား။ဒီတော့ကဆရာကဘလို့ပြန်ပြောလိုက်တယ်လဲ။ဆရာကမဖြစ်နိုင်တာကိုခိုင်းရမလားဆိုပြီးအားရပါရရေရှားလိုက်တာပေါ့။ဒီတော့ကဘရင်ကြီးကဆရာကိုလေးသားဆောင်ခေါ်သွားပြီးကျိုးစင်ပေါ်မှာ လယ်ပင်ကြောကွင်းဆွတ်ထားတဲ့ဆရာတစ်ဖက်ကိုရောက်ကိုလက်ညှိုးညွှန်ပြတယ်။ဘရင်မင်းမြတ်ရဲ့အမိန့်တော်အတိုင်းတာဝန်မထမ်းရွက်ဘူးဆိုရင်မောင်မင်းရဲ့တပည့်ကိုဦးကိုမောင်မင်းရဲ့မျက်စိအောက်မှာကြိုးပေးပြီးတတ်ရလိမ့်မယ်။မောင်မင်းကိုလည်းမတည်မရှင်းနှိပ်စက်ပြီးမှတတိတိတတ်ရလိမ့်မယ်ဆိုပြီးဘရင်မင်းမြတ်ကအမိန့်တော်ချမှတ်လိုက်တယ်။ဒါကြောင့်ဆရာလည်းဖြစ်ချင်ရာဖြစ်ဆိုပြီးဆရာအသက်နဲ့တပည့်ကိုရောက်ရဲ့အသက်ကိုလဲဖို့ဆုံးဖြတ်ချက်ချပြီး ။ဘရင်မင်းမြတ်ရဲ့အမိန့်တော်အတိုင်းလိုက်နာဆောင်ရွက်ပေးပါမယ်ဆိုပြီးဂတိပေးပြီးထွက်လာခဲ့တာပဲ။ဆရာပေးခဲ့တဲ့ဂတိအတိုင်းဆိုရင်စာနာဒီဘရင်မကိုတိဟရတာဘရင်ကြီးရဲ့လက်ကိုဝါကွက်အပ်ပြီးအရတော့မလို့လို့ဖြစ်နေတာပေါ့။ဒီလိုဆိုရင်ဖြစ်နိုင်ပါမလား။စာနာဒီဘရင်မကဆရာပေါ်မှာတကယ့်ကိုမြတ်တာရှိနေပြီမဟုတ်လား။ဒီလိုဆိုရင်ရှေ့ကိုဘာဆက်လုပ်ကြမလဲ။ရှိကိုဗာဆက်လောက်ရမလဲဆိုရင်ပထမဦးဆုံး တူရနုရဲ့ရံကိုအပေးပိုင်တုတ်တင် ရှင်းလင်းပေးရမယ်။တူရနုရဲ့ရံကိုရှင်းလင်းတုတ်တင်ရင်ဆရာကြာချုံးသွားရင်ပြဿနာအလုံးရှင်းသွားမှာပဲ။ဘုန်းနန္ဒကအံကျိရင်ပြောလိုက်လေ။ဆရာကလည်းနမိတ်မရှိနမမရှိစကားတွေပြောမနေစမ်းပါနဲ့။ဆရာမသိနိုင်ပါဘူး။ဒီတိုက်ပွဲမှာဆရာမသိပေမဲ့ဆရာတစ်ဖက်ကိုရဲ့အသက်ကိုရွေးယူပြီးဆရာကိုယ်တိုင်တရားရတာဘယင်ကြီးစီသွားပြီးတပည့်ကိုရောက်အသက်နဲ့ဆရာအသက်ကိုလဲရမှာပဲ။ ဆင်ရအလိုကိုပြောရမယ်ဆိုရင်သူတနုကိုနှိမ်နေရင်ကြာရှုံးသွားတာကပိုပြီးမျက်လိမ့်မယ်လို့ယူဆထားတယ်။ဒါကြောင့်ဒီတရှိတော့လူများများအတိမခံပဲသူတနုကိုမပြေးနိုင်အောင်ဝိုင်းထားပြီးဆရာနဲ့သူတနုနဲ့စီးချင်းတိုက်ဖို့ဆုံးဖြတ်ထားတယ်။အိုးဆရာကလည်းဘာဖြစ်လို့အတိခံပြီးတိုက်ရမှာလဲ။ကျွန်တော်တို့တွေရှိသားပဲပြီးတော့တရားရတာဘရင်ကြီးထံမှာဆရာဂတိခံလာခဲ့တဲ့ဇာတ်တွေကိုစာနာတွေဝေပြင်မှသိရင်ဘရင်မကိုတော့တာတရားရတာဘရင်ကြီးထီသွားပြီး ဆရာတစ်ဖက်တွေလွတ်ရလောက်ကြောင်ကြံစီပါလိမ့်မယ်။အိုးမဖြစ်နိုင်တာပဲ။ပြီးတော့ဂတိဟာဂတိပဲ။ဆရာအကြောင်းကိုတပည့်တို့သိကြတယ်မဟုတ်လား။လူသားအသေးခံခြင်းခံမယ်။ဂတိကိုတော့ဘယ်တော့မှမဖြစ်ဘူး။ဘူနန္ဒကပြန်ပြောလိုက်ရာတပည့်သုံးဦးသလုံးရဲ့မျက်နှာထားမှာညှိုးငယ်၍တွားကြပေသည်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အသက်ရှင်နေသမျှဆရာမသေးစေရဘူး။ဆရာတစ်ဖက်ကိုရောက်အတွက်ကျွန်တော်တို့အသေးခံပြီးဘယင်ကြီးလက်ကလူယူမယ်။ ဒီလိုဆိုရင်ဆရာကတိဟာအလန့်ခါတဖြစ်ကုန်မှာပေါ့ကဲကဲနောင်ရင်းအတွက်နောက်မှာတွေ့ပြီလောလောဆယ်အရေးအတွက်လှုပ်ဆရာရှိတာသာလှုပ်ကြရအောင်သူတန်းတို့ထွက်ပြေးတဲ့ဘက်ကိုမျောမှန်းပြီးလိုက်ကြအောင်ဆိုဘုန်နန္ဒတေပြောပြောဆိုဆိုရဲဘော်၃ဦးနဲ့အတူတေလာကတိတောင်ချင်းရင်းတို့ဥတီပြီးထွက်လာခဲ့ကြပြီအခန်း၂၉ရွာသားရွာနှင့်တေလာဂီတိတောင်ချင်းရင်အကြားရှိစမ်းကြောင်းကလေးဘက်သို့ရောက်သောအခါတညာလုံးအိပ်ပြတ်ထားသည့်ဘုဏ္ဏနာနှင့်အပေါင်းဖော်များသည့ ရင်းများကိုရေတိုက်ရင်စမ်းကြောင်းထဲသို့ဆင်း၍ရေမိုးချိုးကြပြီလည်းယမန်နေ့ညကသူတနုဘရင်စက္ကန်းချခဲ့သည့်တက်ခတ်တန်းတန်းရှိရာသို့ဥတီပြီးလာခဲ့ကြပြီအချိန်မှာနေထွက်စဖြစ်၍တတော်လုံးကျင်းငှက်တန်တို့ဖြင့်ဆူညံလျက်ရှိသည်ဟောဟိုမှာကြည်စမ်းလူတယောက်ဘဲကိုသွားမလို့လည်းမပြောတတ်ဘူးသူ့ကိုမေးကြည့်ရင်တင်းကောင်းရလိမ့်မယ်ထင်တယ်ကဲလားအဲ့ဒီလူကိုမြှောင်လိုက်ကြစို့ဘုဏ္ဏနာသည်တောင်ဘက်လမ်းတွင်တရွေ့ရွေ့သွားနေသောလူတယောက်ကိုမြင်လိုက်သည်ဖြင့် ထိုလူကိုလက်ညှိုးညွှန်ရင်းပြောလိုက်ပြီးလည်းရင်တောင်ပတ်လမ်းကလေးအတိုင်းခတ်တုတ်တုတ်လိုက်လာကြပြီဒီရှေးမှသွားနေသူတွေမြင်းခွာတမ်းများကြတဲ့ဖြင့်လှည့်ကြည့်လိုက်ရာဘူနန္ဒလိုလူသားဖြစ်နေတွေကိုတွေ့ရတဲ့ဖြင့်ဝမ်းသာအားရစီချိုလိုက်ပြီဒီဆရာလေးကျွန်တော်ကိုမှတ်မိသေးသလားဘူနန္ဒကဝမ်းသာအားရနှုတ်ဆက်ခြင်းမိလိုက်ပြီဆရာလေးဆိုသူဒီဘူနန္ဒအားအတန်ကြာမျက်မှောင်ကြုံပြီးကြည့်နေရမှပြုံးရလိုက်ပြီတိပီတိပီ တလောကနေချားမှာဓမြတိုက်ခံရတော့ကဝင်ကူတဲ့ဘူနန္ဒမဟုတ်လားဟုတ်ပါတယ်နန္ဒဆိုတာကျွန်တော်ပါအရှိန်မတော်ဆရာလေးဘဲကလာပြီဘဲကိုတော့မလို့လေရွာသားရရကလေးကိုသူတနုရဲ့သူတနုနဲ့သူရဲ့ဘတ်တော်သားတွေဝင်မှွေသွားတော့ခလေးနဲ့မိန်းမတွေလွတ်ရကျွရလိုက်ပို့ပြီးပြန်လာခဲ့တာပါဆရာလေးအမိခံဥပညာကပြန်ပြောလိုက်သည်သူတနုကိုယ်တိုင်ပါသလားသူကိုယ်တိုင်ရှေ့ဆောင်ပြီးလာတာကိုမြင်လိုက်တယ်သူနောက်မှာစစ်တီတော်ဘလောက်ပါပါရှိတယ်လဲ ။ညံပြဆက်သားမရှိပါဘူး။20အစိတ်လောက်ပဲရှိလိမ့်မယ်ထင်တယ်။ရွာတဲကဖိုးရသားတို့လူသားရဲ့မခုခံဘူးလား။ခုခံလို့သူတို့ဘတ်တော်သားတော်တော်များများကြာရှုံးသွားတယ်။ဒါကိုအခဲမကြေဖြစ်ပြီးဖိုးရသားရဲ့သမီးကိုအတင်းဆွဲခေါ်သွားကြတယ်။ဖိုးရသားရဲ့သမီးဟုတ်လား။နေမျိုးကမေးလိုက်ပြီ။ဟုတ်ပါတယ်။ဖိုးရသားရဲ့သမီးယူဇနာကိုဆွဲခေါ်သွားကြတယ်။ခုသူတို့ဘယ်ဘက်ကိုထွက်သွားကြတယ်လဲ။ ကုန်းတန်းဘက်ရွာကိုထွက်သွားကြတယ်လို့ရွာသားတွေတော့ပြောတာပဲဒါဖြင့်ကုန်းတန်းဘက်ကိုအမိလိုက်မှာပဲကဲလာသွားကြမယ်ဆရာလေးကရှေ့ကလမ်းပြပါဘူနန္ဒတွေပြောပြောဆိုဆိုဆရာလေးဥပညာအားရှေ့မှလမ်းပြစေပြီတပည့်သုံးနှစ်အတူနောက်မှထပ်ကြမှာကွာလိုက်လာကြပြီဒီဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း25အစီအစဉ်တင်ဆက်မှုကိုအီမာနေခိတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာအရှင်ပြေပြေဝင်ရောက်နားဆင်အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညီကောင်မတို့တူဦးတယောက်ရှင်ဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့ကဘေးပြရာပေါင်းမှကင်းဝေးကြပါစေခင်ဗျာ